အားလုံးမင်္ဂလာပါ Passport နဲ့ပြန်လဲကြိုးစားပါနဲ့အခုတော့ကျွန်တော်တို့ဒါဒီနေ့ညဒီပတ် sorry ဒီပတ်ဒီကတော့ Premier League တို့ La Liga တို့တခြားကျွန်တော်ဒီ club ဘွဲစီတွေမရှိတော့ဘူးတို့ရှိမှာကဒါ Nam Ji club ဘွဲစီတွေမရှိတော့ဘူးရှိမှာကကျွန်တော်ဒီ international play ဆိုတော့ဒီနိုင်ငံတော်ဘွဲစီတွေပဲရှိမယ်နိုင်ငံဘွဲစီတွေမှာဆိုတော့ကြာ Europa ဖတ်မှာဆိုရင်တော့ Nation League တွေရှိရပြ Nation League quarter final ဘွဲစီတွေရှိတို့ဒါကျွန်တော်တို့ဟုတ်ပါတော့တောင်းလက်တင်ပါဆိုရင်တော့သူရဲ့ကဘာလာချစ်စပွဲတွေရှိတယ်ခုကြောင့်တက်ဆက်ပေးမှာကတော့ ဒီကာလမှာအပြောင်းအရွှေ့တွေလှုပ်ခါလက်လှုပ်ခလာတဲ့အပြောင်းအရွှေ့တွေလေးကိုကျွန်တော်တင်ဆက်ပေးကြပါမယ်။အမှားဆုံးကတော့ကျွန်တော် Manchester City နဲ့ပတ်သက်ပြီးတော့ပြောင်းအရွှေ့ပါ Manchester City ကဆိုင်တော့တိုးတည်တန်ဒီအရေးမှာအခြေအနေဆိုးတယ်။ဇန်နဝါရီမှာလည်းလူတွေအများကြီးခေါ်ခဲ့တယ်။ဒါပေမဲ့သူတို့ရဲ့အခြေအနေကကောင်းလားဆိုတော့ဟိုမကောင်းသေးဘူးဗျ။ဒါကြောင့်မို့ကျွန်တော်လာမယ့်ပြောင်းရွှေ့မှာလည်းခေါ်ယူဖို့က Man City အနေနဲ့ခုဆိုရင်ဘလူးလေးအတန်းထွက်လာလဲဆိုတော့ကာမာပရင်ကာဆိုတဲ့ရဲမထည့်ရဲ့အားကိုးရတဲ့ ကွန်းလေကစားမတရားကိုကာမာဘင်ကာကိုမန်စီးတီးကခေါ်တင်နေဆိုပြီးတရင်ပြလာတယ်။ဒီရင်းကိုကြည့်မယ်ဆိုရင်တော့ကာမာဘင်ကာနဲ့မန်စီးတီးအပြောင်းရှိရာဖြစ်နိုင်ပါမလား။ဒါတော့ကျွန်တော်တို့အပြောင်းရှိဆိုတော့ကျွန်တော်တို့ကျွန်တော်ဘက်ကကြည့်မယ်ဆိုရင်တော့ဒီခြေနေကမန်စီးတီးကိုကာမာဘင်ကာကတို့အနေနဲ့ရဲမက်ထရစ်မှာလည်းသူကပေါ်တူဂင်ပြောင်းဆုံးနေတဲ့ကရမတရားမဟုတ်ဘူးအန်ဆယ်လော့တီရဲ့ကျွန်တော်တို့ဒါဂျိုကာယုတ်တယုတ်ပြသူလိုဝင်နောက်တန်းဆိုတဲ့နောက်တန်း ကိုယ်လည်းမှာလေကိုယ်နေနေရသူနေရာစုံမှာကစားရင်လည်းကမပင်ကားတရားကိုရဲမတွေကတော့လလွတ်မှာတော့မဟုတ်ဘူးဗျာဘယ်လို့ဆိုတော့ရဲမထိတ်အားထားတဲ့ကွင်းကမတရားကိုမန်စီးတီးကခေါ်နေဆိုတဲ့တင်းကတော့ဒါအချင်းနဲ့မရှိဘူးဘူးမတဲ့တဲ့ဒါထုတ်ပြီးတော့ကျွန်တော်တို့ထင်နေဒါဘာဖြစ်ဖြစ်အပြောင်းရှိဆိုတော့ကမပင်ကားရဲ့အချင်းနဲ့မဟုတ်ဘူးလေတခုတည်းရမှာကအခုမန်စီးတီးခေါ်ခဲ့တဲ့အိုမာမမုဆိုတာကကမပင်ကားအေဂျင်စီတခုတည်းရဆိုတော့ဒါကြောင့်မို့ ဥမာမမအစ်ဂျီရီနဲ့မန်စီနဲ့လည်းဆက်ဆံရအောင်လို့ရတော့ဂရမားကဒါမန်စီကိုပြောင်းရင်လည်းဆိုရင်တော့ဒီချင်းကြီးကဖြစ်လာနိုင်စွမ်းကတော့ရှိပါတယ်ဒါပေမဲ့လက်ရှိချင်းကြီးကတော့ကျွန်တော်ဖြစ်နိုင်ဖို့ရတော့လားတိုင်ရှိပါဘူးနောက်တွင်ကတော့အာဆင်နယ်ပတ်သက်ပြီးတော့အဲအာဆင်နယ်ကသူတို့ကဒါအတိုက်စကားမှာစာကာနဲ့နောက်တန်းကလာမှာဆာလီပါတို့ကိုဒီလာစာတို့ပြီးတော့စားချက်ကိုဆက်တိုးခြင်းနဲ့ဒီနေရာဟာအာဆင်နယ်အတက်တွေးချိုးဖြစ်တဲ့ စာကာဆိုတဲ့တည့်တဲ့အချိန်မှာအာစနယ်ရဲ့အတက်သေးကြောတိုက်စစ်မှာအခုစာကာကဘာလို့အနကာအာစနယ်ကြောင်းပြောင်းနေလဲဆာလီဘာဆိုရင်တော့သူ့ကိုခေါ်နေတာကရဲမထွက်ကသူ့ကိုခေါ်နေတယ်ခွင့်ရကြတော့ဆာလီဘာအနေနဲ့အာစနယ်ကတန်းတူးမလာလေးအချိန်ကြီးကကောင်းမယ်ဆိုတော့တကယ်လို့ဒါတန်းမတူးခဲ့မယ်ဆိုရင်တော့ဆာလီဘာကိုရဲမထွက်ကခေါ်ရနိုင်ဆိုတော့ဆာလီဘာနဲ့စာကာကိုအာစနယ်ကတန်းတူးဖို့ခုစတော့လှုပ်ဆောင်နေပါတယ်နောက်ဒီနေ့ကတော့မန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်ပြီးတော့ တည်နေဖြစ်ပါတယ်မန်ချက်စတာယူနိုက်တက်ဟာလက်ရှိအနေထားကသူတို့ဇာမားတွေကိုတို့တွေဒါသူရဲ့အန်တိုနီတို့ရက်ဖို့တို့ဒီဆန်ချူတို့ကိုတခြားအသင်းတွေမှာအငားချထားတယ်အန်တိုနီဆိုရင်ဘက်တင်မှာအငားချထားတယ်လို့ဒါရက်ဖို့ဆိုလည်းဒီအက်စတန်ဗီလာကိုတော့ရောက်ပြီးအားချထားတယ်ဒါပြီးတော့ဆန်ချူကိုလည်းချက်စီကိုအငားချထားတယ်ဘက်တင်နဲ့အန်တိုနီရဲ့တင်းကတော့ဘက်တင်ကအန်တိုနီကိုအတူခေါ်တင်နေဗျအန်တိုနီကလည်းဘက်တင်ကခြေစွမ်းနေပြနေနောက်တစ်ခုကတော့ ဘတ်ဖိုးရဲ့ဒါဘတ်ဖိုးကလည်းအက်စတွန်ဗီလာမှာအခုချိန်တော့ပြိုမှွေနေတယ်အက်စတွန်ဗီလာမှာရောက်ချင်းမှာဘတ်ဖိုးဒီသူ့ရဲ့ခြေစွမ်းကပြန်တောက်ပလာကြတော့အင်္ဂလာတင်းရဲ့လူစင်းမှာလည်းရွေးချယ်ခံရတယ်ထို့ကြောင့်မို့မန်ချက်စတာယူနိုက်တက်တင်းကတော့ဒီဘတ်ဖိုးကအက်စတွန်ဗီလာကိုပြောင်းရင်လည်းဆိုရင်ဘတ်ဖိုးကလည်းသူမန်ယူကနေသူထွက်ဖို့ခုအက်စတွန်ဗီလာဖီလာမှာပဲနေနေဆိုပြီးတော့အတန်ထွက်တော့ကြတော့တကယ်လို့ဘတ်ဖိုးကအက်စတွန်ဗီလာမှာနေနေဆိုရင်တော့သူတို့တတ်မှတ်ထားတဲ့ကြီးချက်ကို မိုးပြီးတော့တောင်းနိုင်ကြရှိတယ်။အဓိကတော့အင်္ဂလန်ကမှတယောက်လည်းဖြစ်တယ်။အရှိနေထားကဂျေဆွမ်းလည်းပြနေဆိုတော့လော်ဖို့ရဲ့ပြောင်းရွှေ့ခြင်းမှာမန်ယူကတိချက်ပို့ပြီးတော့ဂျေတိုးပြီးတော့တောင်းကျင်နေလို့ကျွန်တော်တို့သတင်းထွက်လာတယ်။နောက်သတင်းကတော့ဆန်ချိုးနဲ့ပတ်သက်ပြီးသတင်းဆန်ချိုးကခုဆိုနေလည်းရှိနေထားကဟိုချက်စီကိုစရောက်ခြင်းမှာတော့အချိန်ကမဆိုးပြကောင်းတယ်။အမ်ချက်စီဖန်နေတော့မနေ့ဝေးအက်စီလာပါညာပေါ့ KPS တီလာမန်ယူတိချက်ပတ်ဆိုင်အခုနောက်ပိုင်းဆန်ချိုးရဲ့ပွဲတွေဟာဆန်ချိုးဒီ ဒါတုံရင်တုံရင်ပြန်ဖြစ်သွားတယ်လို့မြင်နေသူဘာမှကိုကိုပါဝင်မှုမရှိတဲ့ဆန်ချူကိုတို့တွေဒါမန်ချက်စတာယူနိုက်တက်ကတော့တည်တိုင်းပဲဆန်ချူကိုမလို့ကျင်တော့လို့ချက်စီကလက်ရှိဒီသားမျိုးကနေဆန်ချူကိုမခေါ်ကျင်တော့ပြန်ဘူးသူချက်စီကပရီးမီးယားလေးအဆင့်14အောက်ရောက်မှလာရင်ဆန်ချူကိုဒါမခေါ်လဲရတယ်အဆင့်14နဲ့အဆင့်14ထားမှာဆိုရင်တော့ဆန်ချုပ်ကိုမဖြစ်မနေခေါ်ရမယ်ဆိုရင်စာချုပ်တည်းရှိရကြတော့ ဒါအချက်စီးရတော့မဖြစ်မနေခေါ်မယ်ဆိုပြီးတော့ဒါကျွန်တော်တို့တဘောမျိုးပေါ့ဗျာဒီအဓိကအပြင်တော့ဆန်ချူကိုမန်ယူကလည်းမလိုချင်တယ်လို့ချက်စီးကလည်းမလိုချင်ပါဘူးဆန်ချူဘွားကတော့သူတို့ရေမျိုးဘွားကတော့အစ်ချင်တယ်ကဒါတောက်ပါဆုံးတော့မှန်မှာပဲကျွန်တော်တို့ပြန်ပြီးတော့သွားရောက်ပြီးတော့ကစားကြည့်နေလို့မြင်နေပြဒါတော့ဒီနေ့နဲ့ပတ်သက်ပြီးတော့အပြောင်းအရွှေ့တွေကိုတင်ဆက်ပြပြဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့တွေကိုအဆိုင်နဲ့ကြပါစေခင်ဗျာ